လူတွေဟာမြင်ရတာကိုမယုံမဲနဲ့မမြင်ရတာကိုသွားယုံတယ်လူရဲ့သွားပါဘူးညာတော့အပြင်မမြင်နိုင်တာတွေသွားယုံနေတာတွေညာလက်တွေ့ကြတာတွေကိုကြော်ပြီးတော့လက်တွေ့မဟုတ်တာတွေကိုလက်ခံကျင့်သုံးနေကြတယ်တဲ့တော်တော်လေးအံ့ဩစရာကောင်းတယ်ဒါကြောင့်မို့လို့လောကကြီးကတစ်ခါတစ်ခါပြောကြလိမ်မဲ့လူမျောနေတာပါအလိန်ခံမို့ကအစင်းနေမယ်နော် ီကနေ့ခင်မာလည်းကြည့်တယ်ဘသူလားလိန်လိန်အလိန်ခံမဲ့လူတွေကြည်လိန်တဲ့လူကသာပြီးပြီးလိန်ပါသွားတာပဲကုန်ဒါကြောင့်မို့လို့လူတွေကအလိန်ခံခြင်းနေတော့မယ်အဲ့ဒါဘာလို့လို့ဖြစ်ရတာတော့ဆိုယုံကြည်မှုတွေလွှမ်းမိုးပြီးတော့အသိဉာဏ်နဲ့အားနေတာပဲဒါကြောင့်မို့လို့ဘုရားမြတ်စွာရဲ့တရားတော်မှာအလုံးဘုရားဘာသာဝင်တွေသိတယ် မက်ကင်ရှစ်ပါဆိုတဲ့အထက်မှာယုံကြည်မှုဆိုတာမပါဘူးเนาะယုံကြည်မှုနဲ့လုံးလို့မရဘူးယုံကြည်မှုနဲ့လုံးတာဘာလို့ဆိုရင်ယုံကြည်မှုရှိလို့ရှိရင်ဖျားစီဖျားတရားတန်ခါစီချင်းကပ်မယ်ချင်းကပ်ယုံလေးတွေယုံကြည်မှုကလမ်းခင်းပေးတာအေးဘုရားကိုယုံကြည်လို့ဘုရားစီပို့ပေးတယ်ဓမ္မကိုယုံကြည်လို့ဓမ္မကိုจิตသုံးစီ တန်ခါကိုယုံကြည်လို့တန်ခါစီကနေပြီးတော့တရားဓမ္မကဟောယုံကြည်မှုကအဲ့ဒီအဆင့်